ကောင်းဝင်နိုင်ငံတော်မှာငိုကြွေးချင်းရှိအောင်မလားတချို့တွေကပြောတယ်တဲ့ကောင်းဝင်နိုင်ငံတော်မှာမိမိရဲ့ညီကိုမောင်နှမတွေမရှိဘူးငရဲချနေတယ်ဆိုတာကိုသိရင်ငိုကြွေးရအောင်မယ်လို့ပြောတယ်အဲ့ဒါမှန်သလားဖြေချပေးပါဦးဆိုပြတော့မေးလာတဲ့အတွက်အဲ့ဒါကိုကျွန်တော်ဖြေချသွားမယ်ဒီလောကမှာကျွန်တော်တို့ခံစားရတဲ့ငိုကြွေးချင်းဝမ်းနည်းချင်းပိုဆွေးချင်းကြောက်ရွံ့ချင်းတောကရောက်ချင်းတေချင်း အဲ့ဒါတွေအားလုံးဟာအပြစ်တရားရဲ့အကျိုးဆက်တွေဖြစ်တယ်။ကောင်းကင်နိုင်ငံတော်မှာ အပြစ်တရားရဲ့အကျိုးဆက်တွေကို ကျွန်တော်တို့ခံစားရမှာမဟုတ်တော့ဘူး။စံချက်ကိုခဏလောက်ကြည့်ရအောင်။ဗျာရိုက်ကျမ်းအခိုင်း27အငယ်လေးမှာကောင်းကင်နိုင်ငံတော်မှာဒီမှာဘာတွေမရှိတော့ဘူးလဲဆိုရင်ဗျာရိုက်ကျမ်းအခိုင်း27အငယ်လေးအရာဖယားတခင်သည်သူတို့ဤမျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတောက်တော်မူမီ နောက်တဖန်သေးဘေးမရှိရ။ စိတ်မတားကြီးတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရအကြောင်းမူကားရှေးဖြစ်ဖို့သောအရာတို့သည်၍တွားကြပြီး အခန့်ငယ်ငါမှာဘုရားသခင်ကငါသည်ခတ်သိမ်းသောအရာတို့ကို အသက်ဖန်ဆင်းသည်ဟုမိန်တော်မူ၏ကဲဒါဆိုရင်ကောင်းဝင်နေတော်မှာငိုကြွေးခြင်းရှိအောင်မလားမရှိတော့ဘူးမျက်ရည်အားလုံးတုပ်ပြီးပြီးတေဘေးလည်းမရှိရတော့ဘူး စိတ်မတန်ကြီးတွားချင်းလည်းမရှိရတော့ဘူး။အော်ဟစ်ချင်းလည်းမရှိရတော့ဘူး။ပင်ပန်းချင်းလည်းမရှိရတော့ဘူး။ဒါကြောင့်ကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့ရောက်တဲ့အခါမှာကျွန်တော်တို့ရဲ့ညီအကိုမောင်နှမတွေရောက်မလာဘူးသူတို့ငရဲကြနေတယ်ဆိုတာကိုကျွန်တော်တို့သိရင်သူတို့အတွက်ငိုကြွေးရအောင်မလားငိုကြွေးရမှာမဟုတ်ဘူးဘာဖြစ်လို့လဲကောင်းကင်နိုင်ငံတော်ဒီမင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနေရာဖြစ်တဲ့အတွက် ကောင်းကင်နိုင်ငံတော်မှာမျက်ရည်ချရတဲ့အခွင့်ကိုဘုရားသခင်ပေးမှာမဟုတ်တော့ဘူးကျွန်တော်တို့ဒီချမ်းချက်အားဖြင့်ရှင်းရှင်းလင်းလင်းသခင်ယေရှုကကျွန်တော်တို့ပြောပြထားပြီးပြီးကောင်းကင်နိုင်ငံတော်မှာကျွန်တော်တို့ရဲ့ညီကုံမုံနှမတွေရောက်မလာဘူးငရဲချရဲဆိုတာသိရင်လည်းသူတို့အတွက်ငိုကြွေးရမှာမဟုတ်ဘူးဝမ်းနဲ့မှလည်းမဟုတ်ဘူးဘာဖြစ်လို့လဲအဲ့ဒီမှာဝမ်းနဲ့ရတဲ့အခွင့်ကိုဘုရားသခင်မပေးတော့ဘူး တကယ်လို့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေငရေကြနေတယ်ဆိုတာကိုသိရင်ငိုကြွေးပြော့ဝမ်းနေမဲ့အစားဖယားသခင်ရဲ့မှန်ကန်ဖြောင့်မတ်တော်တရားစီရင်တော်မူခြင်းအတွက်ဖယားသခင်ကိုချီးမွမ်းမှာဖြစ်တယ်အခုအချိန်မှာရောဖယားသခင်ကတရားတော်ဖယားဖြစ်တယ်ဆိုတာသိတယ်မလားဖယားသခင်ကခတ်သိမ်းသောအရာတို့ကို မတရားသဖြင့်မစီရင်ဘူးဖယားသခင်ကခတ်သိမ်းသောအရာတို့ကိုတရားသဖြင့်စီရင်တော်မူတယ် ဖယားသခင်ကဘရောမအမှားမလုပ်ဘူးဒီလူဘဝမှာဖယားသခင်ဟာတရားတော်ဖယားဖြစ်တယ်ဖယားသခင်ဘရောမအမှားမလုပ်ဘူးဆိုတာကိုကျွန်တော်တို့ယုံကြည်ပေမဲ့ကောင်းဝင်နိုင်ငံတော်ကိုရောက်တဲ့အခါမှာအဲ့ဒီထက်ဆုံးလင်စွာကျွန်တော်တို့ဘုပ္ပရတိလာမယ်နော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တစ်ကောအခိုင်း73အငယ်72ကိုတစ်ချက်လောက်ဖတ်မယ်ယခုတွင်ငါတို့သည်မှန်အားဖြင့်ရိပ်မိလျက်တာနေကြ၏ ဒီဘုရားမှာကျွန်တော်တို့သိရှိတဲ့အရာတွေကအယိတ်မြတာဖြစ်တယ်မဆုံးလင်ဘူးမပြည့်မဆုံးကျွန်တော်တို့သိကြတယ်ထိုအခါမူကားထိုအခါမူကားဆိုတာကောင်းနိုင်ငံတော်ကိုကျွန်တော်တို့ရောက်တဲ့အခါမှာမျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်ကဲကောင်းနိုင်ငံတော်ကိုကျွန်တော်တို့ရောက်တဲ့အခါမှာမျက်မှောက်ထင်ထင်ရှားရှားကျွန်တော်တို့မြင်ရကြမယ်အခုကျွန်တော်တို့မြင်ရတဲ့အရာသိရတဲ့အရာတွေကမပြည့်မဆုံးဖြစ်နေတယ် ဒါကြောင့်တခါတလေကျွန်တော်တို့ယုံမှားတန်တရားတွေမဖြစ်ဘူးလားဩအခက်အခဲတွေကျွန်တော်တို့ကြုံတွေ့ရတဲ့အခါမှာဘုရားသခင်ကငါ့ကိုမေ့နေပြီလားပြစ်ထားနေပြီလားစသည်အဖြစ်တခါတလေယုံမှားတန်တရားမဖြစ်ဘူးလားဖြစ်ကြတယ်နော်ကောင်းဝင်နေရတော့ကျွန်တော်တို့ရောက်တဲ့အခါကျတော့ထိုအခါမူကားတဲ့မျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်ယခုတွင်ငါအတိအမြင်မစုံမလင်ဖြစ်၏ကဲအခုကျွန်တော်တို့သိမြင်တဲ့အရာတွေကဘာဖြစ်နေလဲ မဆုံမလင်ဖြစ်တယ်တဲ့ထိုအခါမူကားတဲ့အဲ့ဒါကောင်းဝင်နိုင်ငံတော်ကိုကျွန်တော်တို့ရောက်တဲ့အခါမှာသူရပါသည်ငါကိုတိတကဲ့သို့ငါတိရလိမ့်မည်ကောင်းဝင်နိုင်ငံတော်ကိုကျွန်တော်တို့ရောက်တဲ့အခါမှာဘုရားသခင်အကြောင်းကျွန်တော်တို့သိမြင်ခြင်းနေဒီဘဝမှာထက်ဆုံးလင်မှာဖြစ်တဲ့အတွက်ငရဲကြနေတဲ့ယုံကြည်သူကြီးကိုမောင်နှမတွေအတွက်လဲဝမ်းနဲ့ခြေကွဲပြောငိုကြွေးရမှာမဟုတ်ဘူးမဖြစ်လို့လဲ ဖယားသခင်သည်ဖြောင့်မတ်မှန်ကန်စွာတရားစီရင်တော်မူသောဖယားတို့ကိုလည်းပဲနောင်တရပြော့သူ့ကိုယုံကြည်ဖို့လုံလောက်တဲ့အချိန်ကို ပေးပါလျက်နဲ့တို့ကမယုံကြည်တဲ့အတွက်တို့ခံထိုက်တဲ့အရာကိုခံနေရတာဖြစ်တယ်ဖယားသခင်ဟာတရားတော်မူသောဖယားသခင်ဖြစ်တယ်ဆိုတာဆုံးလင်းစွာကျွန်တော်တို့သိရမှာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုမွန်မားရေငရဲချနေတယ်ဆိုတာကိုသိရင်လဲငိုကြွေးရမှာမဟုတ်တော့ဘူး လူဟာတေပြီးသွားရင်ယေရှုခရစ်တော်ကိုယုံကြည်ဖို့နောက်ထပ်အခွင့်အရေးမရနိုင်တော့ဘူးဆိုတာတမန်ကျမ်းစာမှာအထက်ထက်အခါခါကျွန်တော်တို့ကိုတတိပေးထားပြီးပြီဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့မိသားစုဝင်တွေညီအစ်ကိုမောင်နှမတွေထဲမှာကဲတင်ချင်းမရသေးတဲ့သူရှိတယ်ဆိုတာကိုသိရင်ဒီနေ့ကနေစပြတော့ဘာလို့ရမလဲ။တို့အတွက်ဆုတောင်းပေးမယ်။ဒါပဲမဟုတ်ဘူးအေးဘုံကလေးတရားကိုတို့ကြားနာနိုင်ဖို့ကျွန်တော် ကြိုးစားပြတော့ကျွန်တော်တို့ကိုယ်တိုင်မပြောပြတတ်ရင်လည်းပြောပြနိုင်တဲ့သူတွေစီကိုခေါ်ရမယ်ဒါမှမဟုတ်ပြောပြနိုင်တဲ့သူတွေကိုကျွန်တော်တို့ခေါ်ရမယ်ဒါမှမဟုတ် Facebook အဖြစ်တော်လကောင် YouTube အဖြစ်တော်လကောင်ဒါမှမဟုတ် DAP3 တရားခွေတွေကိုနားထောင်လို့ရတဲ့ဆက်တွေအဖြစ်တော်လကောင်တို့ကြားနာနိုင်ဖို့ကျွန်တော်တို့ကြိုးစားပြတော့လုပ်ရမယ်အဲ့ဒါကိုလက်တွေ့လုပ်နိုင်တော်သူတွေဖြစ်ဖို့အားလုံးပေါ်မှာဖရာသခင်ကောင်းချီးပေးပါစေ